ဟယ်လိုအားလုံးမင်္ဂလာပါ good day football channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျော်ဒီတောက်ကြညမှာတော့အမပေးပြိုင်ပွဲပြန်ဆပြီပေါ့နော်အမနေ့ကတော့ကျွန်တော်ယူပါလိပြီးပါပြီဥရောပွဲတင်၃ပွဲ၃ညပြီးပါပြီ၃ညစလုံးဒါကျွန်တော်ညီကိုအားလုံး member ရော free ကောဒါအကုန်လုံးအဆင်ပြေမယ်လို့ယုံကြည်ပါတယ်ဒီနေ့လည်းကျွန်တော် post တွေ Telegram channel နဲ့ Viber channel မှာပို့ထားပေးပါတယ်နော် မောင်းနေလဲပေါက်ခဲ့တယ်အော်ဒီနေ့အတောက်ကြညအမတ်ပေးပြိုင်ပွဲပြန်ဆပြီဆိုတော့ကျွန်တော်ကလပ်အမတ်ပေးပြိုင်ပွဲဘက်ကိုလှည့်ကြမယ်ပေါ့နော်အော်မန်ဘာဝင်ကျင်တဲ့သူတွေများလာကြတော့ကျွန်တော်ခဏခဏလာမေးလို့ဒီနေ့နေ့လယ်လောက်မှာမန်ဘာနိုဝင်ဘာလအတွက်မန်ဘာအတစ်ခေါ်ဖို့ဒါပို့သေးတင်ပေးပါရဲလာဝင်တဲ့သူတွေလည်းရှိနေပါယူပါเนาะအဲမမဝင်ရင်းညီကိုရှိရင်ဒီဗီဒီယိုကွန်မန့်မှာရော description မှာရောကျွန်တော် link လေးဆက်သွယ်မယ်ဖုန်းနံပါတ်လေးကျွန်တော်ချပေးထားပါမယ် အဲ့ဒီတစင်ဆက်သွယ်လို့ရပါတယ်เนาะ member account ဖြစ်တဲ့ဒီ seller ဘိုင်း member ဝင်ညီကိုတွေကတော့ဒါဆက်တလဘိုင်းလိုဝင်မှာအတွက် member ဆက်ဝင်ခြင်းနဲ့ဆိုရင်တော့ဒါလကုံ31ရက်နေ့နောက်ဆုံးထားပြီးတော့ကျွန်တော်ကိုဒါအစီအပြေရက်နေ့ငွေလွှဲထားလို့ရပါတယ်เนาะမမတိညီကိုတွေကတော့ဒီနေ့ဝင်နေဆိုရင်ဒီနေ့ကနေစပြီးပွဲကြီးစပို့ပေးမယ်။နိုဝင်ဘာလကုန်အထိပို့ပေးပါမှာဖြစ်ပါတယ်နော်။ကဲအဲ့တော့ကျွန်တော်ဒီနေ့ပွဲလေးတွေကို စပြီးတော့ပြောကြရအောင်ဒီနေ့တော့ဒါ၅ပွဲရှိရပါတော့အဲပီမာလီကလည်းစပြောပေးမယ်လစ်ပူနိုက်တဲ့နဲ့ဝက်ဆန်အော်လစ်ကလက်ရှိမှာတလုံးကို85ပြားနိုင်နှလုံး85ပြားရှုံးလေးပေးနေရပါတော့အော်ဒီနေ့သားမှာကျွန်တော်တို့ပြီးခဲ့တဲ့သင်းစာညကကျွန်တော်ဝက်ဆန်ဘော်ဒီပေးခဲ့တယ်เนาะမမ်ဘာရောဖရီရောတကွက်တည်းကျွန်တော်ပေးခဲ့တယ်ဝက်ဆန်အနေနဲ့ဒါနီပြတဲ့နူနူဆန်တို့လက်ထက်ပထမဆုံးအင်ဝင်ပွဲစဉ်မှာနိုင်ပွဲလေးရမလားဆိုတဲ့မျှော်လင့်ချက်လေးတမြင်နဲ့ကျွန်တော်တို့ဒါ ပေးခဲ့တယ်ဒါပေမဲ့လည်း Brandford ကို Z2 နဲ့သူတို့ရှုံးသွားခဲ့တယ်။အော်ဒီနေ့မှလည်း Away Queen Leeds United ကိုတွားခင်ရမယ်။ Leeds United ကတန်းတဲ့အတင်းဆိုပေမဲ့ Aim Queen ဆိုရင် Garden Fawn လေးမဆိုးတဲ့အနေထားအတင်းကြီးတတင်းဖြစ်တဲ့စပါအတင်းကိုဒါလင်သူတို့ရှုံးထားသေးတဲ့အနေထားပေါ့နော်။အော်ဒီအနေထားမှာကျွန်တော်တို့ ဝါဆန်အနေနဲ့ဘာမျိုးလင်းချက်ရှိမလဲလက်ရှိမှာလည်းကားနဲ့ဖောင်အနေနဲ့ကြည့်မယ်ဆိုရင်ဒါ၅ပွဲဆက်နိုင်ပွဲပျောက်ထားတယ်နောက်ဆုံး၅ပွဲမှာ၄ပွဲတိတိရှုံးထားတယ်တပွဲပဲသူတို့အေဗာဒန်အဝေးကွင်းမှာတည်ကြထားတယ်အဲ့တော့လက်ရှိမှာကားနဲ့ဖောင်တော်တော်လေးအောက်နေတဲ့ဝါဆန်အတင်းကိုဒါအိမ်ကွင်းဖောင်လေးမစိုးတဲ့ဒီလစ်နိုင်တဲ့ကတလုံး85ပြားနိုင်ဆိုကြီးတန်းကဒါဖဲဖြစ်လာလို့ပြောရင်တော့ ဖဲဖြစ်တယ်လို့တော့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ Leaf United ဒီတန်းတဲ့အတင်ဖြစ်နေတယ်။လက်ရှိ MLB ဆရာအရာကွာခြားမှုကြည့်မယ်ဆိုရင်တော့လေအရန်ကြီးမကွာခြားနိုင်ဘူး။ Leaf United က16အ10မှတ်နဲ့အဆင့်16မှာဝက်ဆန်က6မှတ်နဲ့အဆင့်19ဆိုတော့ပြောမှလေတန်းသင်းလုံးတိုက်ပွဲလို့ဖြစ်နေပြီပေါ့နော်။ဝက်ဆန်နေဒီဟိုပြန်လာခြင်းတော့ရောက်နေဝက်ဆန်အနေနဲ့ပြန်ပြီးတော့ကမ်ဘက်ဘောင်းဘက်လောရတော့မယ်အနေထားတော့ရောက်နေပြီ။ Leaf United ကလည်းအိမ်ငွင်းဆိုရင် ဒါတန်းတဲ့အတင်းတော်တော်များများကဒီဆန္ဒလန်းလို့ဘာလို့ဆိုရင်လဲကြည့်လိုက်ပေါ့နော်ဒီအိမ်ကွင်းတွေမှာအမှတ်ယူအောင်အမှတ်ရအောင်ယူတတ်တဲ့အတင်းတွေအဲ့တော့ leap ကလည်းဒီနေ့မှာအမှတ်ယူဖို့များတယ်ပြီးခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာနောက်ဆုံးပွဲစဉ်မှာဒီစပောက်တို့တို့ရှုံးတာအဲ့ဒါပြီးတို့အဝေးကွင်းဘန်လီကိုသွားကြင်ရဘန်လီလည်းတို့ရှုံးတာတို့တို့လည်းနှစ်ပွဲဆက်ရှုံးပွဲတွေ့ထားအဲ့တော့ရမ်ဘက်ကတို့လည်းလိုအပ်ချက်ရှိနေပြီဝက်ဆန်အနေနဲ့ကလည်းလိုအပ်ချက်ရှိနေအဲ့တော့နှစ်တင်းစလုံးဒါရေကုန်ရေခန်း ဒါတန်သင်းလုံးတိုက်ပွဲကစားမဲ့အနေထားမှာကိုပေါင်းကြီးတီနှလုံး85ပြားရှုံးဆိုတော့ကျွန်တော်တို့ဒါကိုပေါင်းအောက်ကိုသွားမဲ့ကြေးတန်းကိုဖွင့်လစ်ပေးထားတယ်ဒါပေမဲ့ကျွန်တော်ကဒီပွဲစဉ်မှာအဲ့ဒါကို against လုပ်ရှင်တယ်ပေါ့နော်ဆန့်ကျင်ခြင်းနဲ့ဘာကြောင့်လဲဆိုတော့နှစ်တင်းစလုံးတန်သင်းဆောင်မှာရည်ကြီးနေတဲ့အချိန်မှာ open play ကစားရတော့မယ်ဘင်းအောင်ဖောင်ပြန်တူတိုက်ကိုတိုက်ကစားမယ်လိဗ်ကလည်းအိမ်ကွင်းဆိုရင်ဂိုးတွေရတဲ့အနေထားเนาะအဲ့လိုမျိုးအနေထားမှာဝက်ဆန်လည်း လီကောင်နာလီတိုက်စစ်စင်နာကျွန်းလာတဲ့ကောင်နာနေပြန်ပေါက်ပြီးဂိုးလီရသွားနိုင်တဲ့အနေထားဆိုတော့ဒီပွဲကမမှန်ဆန်ဆန်လေးရှိမယ်လို့ကျွန်တော်ယူဆတယ်ပြီးတော့ဒီလိုတင်းတဲ့ဒီလိုတောက်ကြညားတွေမှာပြည်များလီပွဲတွေကတောင်းတန်ထုတ်မကန်ဘူးဒီနှစ်ရာဒီမှာဆိုတုံးပွဲမြောက်ဒါကတုံးပွဲမြောက်လောက်ပဲဖြစ်မယ်ထင်တယ်သုံးပွဲမြောက်လာလီပွဲမြောက်လာမယ်ဖြစ်မယ်ပေါ့နော်အဲ့တော့ကန်ခဲ့တဲ့ပွဲစဉ် record တွေကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဇုံဘောတွေအောင်တာများတယ်လပါဘူးပနောပွဲစဉ်ဒီမှာလပောင်းဘုံမောက်42နဲ့အောင်တာလို့ပြီးတော့ Chelsea လည်းတပွဲပါမယ်ထင်တယ်နော်ပြီးခဲ့တဲ့ ဟိုတခါတော့ကဘုံပေါက်ကလည်းဒါဖူဟန်ဝင်လာမလို့တူလီကွန်းနဲ့နိုင်တယ်အဲ့လိုမျိုးလေးတွေဆိုတော့ဟိုကိုပေါင်းအပေါ်လေးတွေတွားတာများတယ်အဲ့တော့ဒီပွဲမှာကျွန်တော်က leaf united body ကိုယူတာထက်စာရင်ဝက်ဆန်ကလည်းယုံလာမှာဖြစ်တဲ့အတွက်ဒါတေးဒီပိုင်းကြာသွားမှာဆိုတော့ body ကိုလက်ဆောင်ပြီးတော့ကျွန်တော်ကိုပေါင်းအပေါ်လေးက ါကြောင့်စွန့်သားတင့်နေလို့ယူဆတယ်။နှလုံးထိရောက်နိုင်တယ်။နှလုံးနဲ့ရက်မယ်ဆိုတော့ကျော်ပြား80ဝင်းကျင်တော့ရင်းရနိုင်ကြီးရှိတယ်။အချိန်မကြွေး၃လုံးရောက်သွားနိုင်ကြီးများတယ်။ပြီးတော့ဝက်ဆန်လက်ရှိကန်တိုင်းကာရန်ဖောင်ကိုကြည့်မယ်။နောက်ဆုံး၃ပွဲဆက်9ပေါင်းအောက်ထိုင်။အော်တုံးမင့်တပင်ကြဖလိုးလေးရလည်းမိနေသေးတယ်။အော်ဒီဖလိုးအရာကလည်းကျွန်တော်9ပေါင်းအပေါ်ကတက်လာနိုင်ကြီးရှိတယ်ပေါ့နော်။အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီပွဲမှာ9ပေါင်းအပေါ်လေးနဲ့စွန့်လာခြင်းနဲ့အော်ဝက်ဆန်နဲ့လီးဖ်နိုင်တဲ့ပွဲစဉ်မှာ9ပေါင်းအပေါ်လေးကျွန်တော်ကြိုက်တယ်။ဘော်ဒီမှာဆိုရင်တော့ကျွန်တော်က ဝက်ဆန်ကိုနည်းနည်းလေးအားတာတွေပေါ့နော်ဝက်ဆန်တေလောက်တော့ညှစ်ကစားလာလိမ့်မယ်လို့ကျွန်တော်ယူဆဝက်ဆန်ရှုံးနိုင်များနေပြီနောက်ဆုံး၅ပွဲဆက်နိုင်ပွဲပျောက်ထားတယ်ဒီလန်ဒီရင်ဆက်သွားမယ်ဆိုတန်ဆင်းသွားဟနိုင်ချင်ရှိရပေါ့နီးပြအပြောင်းလဲလုပ်ထားရဆိုရင်နူနူဆန်းတို့လည်းလက်ရှိမှာမကယ်တင်နိုင်သေးဘူးဖြစ်နေရလူဝင်အားကြောင့်လားကစားကွက်ကြောင့်လားဘာကြောင့်လဲမသိသေးဘူးဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာ ဝက်ဆန်နောက်တန်းကလည်းဂိုးတွေကပေးနေရတာဆိုတော့ lead လည်းကိုးရမယ်ဝက်ဆန်လည်းဒါ lead တိုက်ဆင်ဆင်လို့ရှင်ကောင်တာပြန်ပေါက်ပြီးဂိုးတကူလောက်မျောခြင်းနဲ့အဲအကြောင်းကျွန်တော်ဂိုးပေါင်းပေါ်လေးကိုကြိုက်ပါတယ်နော်အော်နောက်တစ်ပွဲက AC Milan နဲ့ Pisa ဒီနေ့ကန်နဲ့ပွဲစီထဲမှာဆိုရင်နာမည်အကြီးဆုံးအသင်းဖြစ်တဲ့ဒါ AC Milan အသင်းကြီးတင်းပါနေတယ်အဲ့တော့ဒီလိုကြားရတဲ့ဒီအသင်းကြီးတင်းပါလို့ရှင်ကြေးအောင်တာရှားတယ်ကျွန်တော်ပြီးခဲ့တဲ့တောက်ကြဖြစ်မယ်ထင်တယ်နော် PSG နဲ့ Strasbourg ကျွန်တော်ပြောခဲ့တယ် PSG ကြေးအောင်မခတ်လိမ့်မယ် တကယ်လည်းတူတူတူဖြစ်သွားကြရဲပေါ့နော်အဲ့လိုမျိုးလေးရှိတော့ဒီနေ့မှ AC Milan ကြေးအောင်ပါမလားပေါ့နော်မနက်ကကျွန်တော်ကြည့်ရဲ့အချိန်မှာနှလုံး90နဲ့အာနှလုံး90နဲ့ကျွန်တော်မြင်လိုက်ကြရသွားပြီ AC Milan ကြေးကြပြီပေါ့နော်အဲ့အချိန်မှာကျွန်တော်တခြားပွဲကြော AC Milan က AC Milan ကလွဲပြီးတော့တခြား Leaf နေမှာအတင်းကြီးမပါနေတော့သွားပြီ AC လုံးဝကြေးကြသွားပြီဒီပွဲကအဲ့တော့ Pisa Body အပိုင်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးဟိုမနက်ကယူဆလိုက်သေးတယ်ဒါပေမဲ့ လက်ရှိမှာနှလုံး60ရှုံးနှလုံး60နိုင်ကနေပြီးတော့ကျွန်တော်တစ်လုံး80ရှုံးလို့တစ်လုံး60ရှုံးလို့ကြည့်ရနည်းနည်းလေးဒါပြုတ်ကျလာရယ်ပေါ့နော်ဂိုးပေါင်းကြီးကလည်းမနက်ကဆိုရင်ဘယ်လောက်ရှိရယ်ဗျ3လုံး60နိုင်လား80နိုင်လားမသိရှိရယ်နော်အဲ့တော့ဒီအခုက3လုံး85ပြားနိုင်တော့ဂိုးပေါင်းကြီးရယ်လည်းပြုတ်ကျလာရယ်ဘော်လီကြီးလည်းပြုတ်ကျလာရယ်တဘောမျိုးတော့ဖြစ်နေတယ်အော်ပီစာအနေနဲ့ဒီနေ့ရာဒီအဝေးကွင်းအတင်းကြီးဘယ်အတင်းကိုကန်ပြီးပြီလဲတော့ကျွန်တော်ပြန်ကြည့်တဲ့အခါမှာ နာပိုလီနဲ့ကန်ထားတယ်အဲ့ပွဲမှာ3-2နဲ့သူတို့ရှုံးခဲ့နာပိုလီကြီးကျသွားတယ်ပေါ့နော်ဂိုးပေါင်းအပေါ်တက်သွားတယ်အဲ့တော့နာပိုလီနဲ့ AC မီလန်လက်ရှိအမှတ်ပေးစရာကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာနာပိုလီဒီအဆင့်3မှာ AC ရအဆင့်1မှာအဲ့တော့ပြောမယ်ဆိုမကွာဘူးပေါ့ဗျာအဆင့်1နဲ့3တိတ်မကွာဘူးရမက်ကတက်မှတ်ပဲကွာတာဆိုတော့ကြည်တန်းတူတယ်လို့ပြောလို့ရအဲ့တော့အဲဒီတော့နာပိုလီကဒီလိုပဲနှလုံး69နဲ့တလုံး80 66လဲကျွန်တော်ပြုတ်ကြပြီးတော့ပဲဒါ3-2နဲ့ပဲ ဟိုဖြစ်သွားတယ်ကိုပေါင်းပေါ်တက်ပြီးတော့ body ကြီးနှန်းကြရတယ်ပေါ့နော်အာ body အောက်နဲ့ကိုပေါင်းအပေါ်ဒီလိုမျိုးလေးတွဲအောင်သွားခဲ့တယ်ကိုပေါင်းကြီးကဘလောက်ဖွင့်ခဲ့လဲဆိုရင်နှလုံးအပြည့်ရှုံနှလုံးတည်ရပေါ့နော်တုံးလုံးအပြည့်နိုင်ပုံစံဖွင့်အဲ့တိတ်တော့မကွာဘူးကြာ AC Milan နဲ့ Napoli ပွဲနဲ့ကြီးနှန်းပေးပုံကဒီပီဆာကိုပေးတဲ့ပုံကခက်ဆင်ဆင်လေးဖြစ်နေအော်ဒီပွဲမှာကိုပေါင်းပေါ်တက်ပါမလားအဲ AC Milan ကြီးဆက်ကြမလားဒါကကျွန်တော်တို့ရဲ့ဝီခွဲမေးရငဲငယ်လေးဖြစ်နေတယ်ပေါ့နော် ဒါပေမဲ့နောက်လိုက် feature တွေကြောပြန်ကြည့်ဖို့တော့လိုအပ်တယ် AC Milan နဲ့နောက်လိုက် feature ကြောကြည့်တဲ့အခါမှာ Atalanta ကိုအဝေးကွင်း Roma ကိုအိမ်ကွင်းပြီးရင် Parma ကိုအဝေးကွင်း Inter ကိုအဝေးကွင်း Lazio ကိုအိမ်ကွင်းဆိုတော့တူလာမဲ့နောက် feature ၅ခုမှာ Parma တင်းအဝေးကွင်းလောက်ပဲအသင်းငယ်ပါတယ် Atalanta အတင်းလက်ပါမယ်အရိုမာအတင်းကြီးပါမယ်အင်တာအတင်းကြီးပါမယ်လာစီယိုအတင်းလက်ပါမယ်ဒီလိုပုံစံဖြစ်နေရတဲ့သူ့အနေနဲ့နောက်လာငါးပွဲမှာ အဲ AC Milan နေနဲ့ပွဲကျက်နေရလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ် Inter တို့ Roma တို့ကတော့ဒါဥရောပပွဲစဉ်တွေကန်နေရတဲ့အနေထား Atalanta လည်းဥရောပပွဲစဉ်တွေကန်နေရတဲ့အနေထားမှာဒီဒီဟာအခွင့်အရေးယူပြီးတော့ Roma AC Milan နေနဲ့ဒါတုံးချနိုင်မယ်ဆိုရင်အဲ့ပွဲတွေမှာရမယ့်ယူနိုက်တက်ပေါ့နော်အဲ့တော့ဒီနေသားမှာ EC အနေနဲ့ဒီလိုနေ့မှာပီဆာကိုတော့နန်အောင်တော့ကန်သွားလိမ့်မယ်အဲ့တော့ကျွန်တော်မောင်နေပိုင်းတွဲမယ်ဆိုဝင်းဝမ်းလောက်ကကောင်းတယ်ဟိုမြန်မာကြီးရဆိုတော့နှလုံးပြတ်မှကြီးအောင်မှဖြစ်ပေမဲ့ ဟို wide pad တို့ i pad တို့မှာဆိုရင်တော့ဒါဝင်းဝမ်းလောက်တွဲမယ်လို့တွဲလို့ကောင်းနေပေါ့နော်အဲ AC အနိုင်တော့ကံမှာတည်ကြရတယ်အဲ့တော့ဂိုပြက်မပြက်ပဲကျွန်တော်စောင့်ကြည့်ရမယ်1 C နဲ့ရက်မလား2 C နဲ့ရက်မလားဒါမှမဟုတ် 3C တည်သွားမလားဒါမှမဟုတ်2-1ညီဖြစ်မလား3-2ညီဖြစ်မလားဒါ ấy ပဲကျွန်တော်ဆုံးဖြတ်အော်လက်ရှိမှာကျွန်တော်ကဒီပွဲကိုကျွန်တော်1 C 2 C လောက်လိုပဲကျွန်တော်ခံမှန်းကျင်တယ်ဘာကြောင့်လဲဆိုတော့ AC နောက်ဆုံးအင်ကွင်း3ပွဲဆက်ဂိုပေါင်းအပေါ်တက်ထားတယ်2-1နှစ်ပွဲပါတယ် 3C တပွဲပါတယ်เนาะအဲ့တော့အဲ့လိုမျိုးဆိုတော့3ပွဲဆက်အပေါ်တက်ထားတဲ့အနေနဲ့မှာ go out လေးပြန်လာမလားပေါ့เนาะအဲ့အဲ့ဒီမျောနှင်းချက်လေးကျွန်တော်ရှိနေတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီဘွန်းက body ကို ACU လဲကျွန်တော်မကြိုက်ဘူးပီစာကိုနေရလားဆိုတော့လေ AC နေရနောက်လာ feature ကအရေးကြီးနေတဲ့အတွက်ဝမ်းသီးနဲ့တော့နန်အောင်ကံမှာဖြစ်တဲ့2သီးရလည်းအချိန်မရွေးဖြစ်သွားနိုင်တဲ့အနေထားမှာကျော်ပီစာနေလဲ2သီးနဲ့ပြင်ကျွန်တော်အကုန်အပြည့်ကုန်ပါဆိုတော့ အန်ဒီအမြအော်ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအောက်လေးနဲ့စွန့်စားခြင်းနဲ့ဒီပွဲကိုတော့ဂိုးပေါ်မတက်လောက်တော့ဘူးလို့ကျွန်တော်ယူဆတယ်အော် AC 1 team နဲ့သွားမလား2 team နဲ့သွားမလားဆိုတော့ပဲကျွန်တော်မျှော်လင့်လို့ရမယ်ပေါ့နော်။ body ကိုလက်ဆောင်ကျင်တယ်။အဲပုံမှန်ရဆိုတော့ဒီပွဲက AC ကြီးအောင်မခတ်တယ်။တောက်ကြညာလည်းဖြစ်တယ်၊ဂျားရဲလည်းဖြစ်နေရဆိုတော့အတင်းကြီးတင်းနဲ့ထီထီပါတဲ့နေ့မှာ ဘော်ဒီကြည်တန်းအောင်မှုခက်တယ်။အကျော်စွန့်စားမှုကြတော့လည်းနည်းနည်းလေးတော့အန်ဒီအများတယ်ပေါ့နော်။မောင်းနေသေးလောက်ပဲဒီမြန်မာကြီးအတိုင်းသူနှလုံးဝါယူပြီးတော့စွန့်စားမယ်ဆိုရင်စွန့်စားလို့တော့ကောင်းနေပေါ့နော်။ဒါပေမဲ့ဘော်ဒီတီးတန်းထိုးခွက်တွေကြတော့ member test လို့ပါမျိုးကြီးကြတော့ကျွန်တော်အဲ့ဒါတော့ပြေးလို့မကောင်းဘူး။အန်ဒီအများတယ်။ member တွေလည်းမထိုးရဲတော့ဘူး။အန်ဒီအများတယ်ပေါ့နော်။အဲ့လိုမျိုးကြောင့်ကျွန်တော်ဂိုပေါင်းအောက်လီကတော့ပို့ပြီးတော့ဒါ member တွေပြီးရင်လည်းဒါထိုးလို့အဆင်ပြေမဲ့အနေထား feed တွေလည်းထိုးလို့အဆင်ပြေမဲ့အနေထားဖြစ်ပါတယ်နော်။ အဲ့တော့ဒီဘွဲမှာကျွန်တော် AC ဘွဲကိုကိုပေါင်းအောက်လေးပဲကျွန်တော်ယူပါမယ်เนาะအဲ့နောက်တစ်ပွဲကဆိုလီဂျန်နဲ့စတီဗီလာဒီပွဲကကျွန်တော်တို့ခုနက Leaf United နဲ့ West Ham ပွဲနဲ့ခက်ဆင်တယ်မယ်ပုံစံကဘာကြောင့်လဲဆိုတော့ဒါဆိုလီဂျန်ကအောက်မှာတန်းလင်းဆုံးမှာရုံးနေရတဲ့အတင်းပေါ့เนาะစတီဗီလာကတော့အလဲမှာတော့ရောက်နေဒါပေမဲ့ခုန Leaf နဲ့ဆိုတော့နည်းနည်းလေးတော့ကွာတယ်ပေါ့ဗျာဟိုက West Ham နဲ့ဆိုလီဂျန်နဲ့ခက်ဆင်တဲ့ပုံစံလေးဖြစ်နေတယ်အဲ့တော့ဆိုလီဂျန်အနေနဲ့ကတန်းလင်းဆုံးမှာရက်တည်နေတာဖြစ်တဲ့အတွက် ဒီနေ့မှာမဖြစ်မနေယုံလာရတော့မယ်အနေထားအိမ်ဝင်လည်းဖြစ်နေတယ်လက်ရှိမှာ level ကို80ရှုံးထိဒါအဆင့်78ကနေပြီးတော့အဆင့်9ကိုရဲတင်းတင်းပေးထားနေပေါ့နော်။အော်အဆင့်ရည်တည်မှုအရာ current form ဟိုရှင်ပြီးတော့ကြည့်ပြီးတော့အဆင့်ရည်တည်မှုရကြည့်မယ်ဆိုတော့ဆိုဒီတဲ့ပေးထားတဲ့ကြီးတန်းကပြင်းတယ်လို့ပြောလို့ရတယ်။အဲဒါပေမဲ့အတင်းအဲ level တွေတို့နော်မနစ်က current form နေကြည့်မယ်ဆိုတော့ဒီကြီးကဒါနုတယ်မနစ်ကဆိုဒီတဲ့ကသူ့ရဲ့ အိမ်ကွင်းမှာ level 50ရှုံအဲ level 90ရှုံပြီးခဲ့တယ်။ဟိုးတစ်နှစ်ကတလုံး50နိုင်လောက်ပြီးခဲ့တယ်။ဟိုးတစ်နှစ်မှာဆိုတလုံးကိုတည်ပြီးပြီးခဲ့။နောက်ဆုံး3နှစ်မှာဆိုရင်ဟို level 90ရှုံကအမှုဆုံးပဲ။ level 90ရှုံအမှုဆုံးပြီးတလုံး50နဲ့တလုံးတည်ရအပြင်းဆုံးဖြစ်ခဲ့တယ်ပေါ့နော်။အဲ့တော့လက်ရှိ level 90ရှုံ80ရှုံဆိုတာကအဲကျွန်တော်အနေနဲ့ဆိုဒီတဲ့အနေနဲ့နိုင်ပွဲရမယ်လို့ကျွန်တော်ယူဆတယ်။ဆိုဒီရဲ့ဒီနေ့မှာ အင်ကွင်း ကိုအားပြုပြီးတော့ဒါယုံယုံအားလေးနဲ့ကျွန်တော်စောင့်ကြည့်ခြင်းနဲ့ပေါ့နော်နောက်တစ်ခုကဒီပွဲကစီပီလာကလည်းဒါဂိုးနည်းနည်းလေးဘယ်လိုပြောမလဲပေးကိုရကိုးနည်းနည်းလေးညူးနေတဲ့အနေထားပေါ့နော်အဲအဲ့ဒီတစ်ချက်ကြောင့်ကျွန်တော်ဒီပွဲမှာကိုပေါင်းအပေါ်လေးကြိုက်တယ် နှလုံး80ရှုံး90ရှုံးဆိုပေမဲ့ဒီပွဲကဂိုးပေါင်းအပေါ်တက်သွားနိုင်တယ်ကျွန်တော်2-1လို့ပဲစံမျိုးလေးကျွန်တော်လိုချင်တာပေါ့နော်အဲ့တော့စီပီလာ99ကြီးရှိလားတေရနိုင်ကြီးရှိလားကျွန်တော်စီပီလာဒီနေ့မှာတေကြလိုက်လေဘာမှတော့မဖြစ်ဘူးရှုံးသွားလဲဘာမှတော့မဖြစ်ဘူးဘာလို့အောက်ကဆူကြီးတက်ကတန်းနှီးဆောင်နဲ့ရောက်နေပြီလေနော် တော့တန်းနီလုံနေရောက်နေပြီသူယုံမှရမယ်ယုံမှရမယ်လို့သူဖွင့်တိုက်ရမှာပဲဖွင့်တိုက်ရင်သူလည်းကိုးရမယ်စီမီလာလည်းကောင်တာလောက်ကလည်းကိုးတကူလောက်ပြင်ရမယ်ဒီပွဲကကိုးပေါင်းပေါ်တက်အဲ့တော့ဘော်ဒီနေနေဆိုရင်လည်းကျွန်တော်ဆူရီတက်ပဲကြိုက်တယ်ကိုးပေါင်းဆိုလည်းအပေါ်ပဲကြိုက်တယ်ဒီပွဲကတော့ကျွန်တော်အပေါ်ဆုံးကြိုက်တယ်အဲနည်းနည်းလေးတော့အန်ဒီရတော့များလောက်ပေါ့နော်အန်ဒီရတော့များတယ်အဲတေးလဲကြသွားနိုင်တဲ့ဝဝဲလောက်နဲ့ပြီးသွားနိုင်ကြတော့များတယ်เนาะအဲ့လိုလေးတော့တစ်ချက်တော့ရှိတယ်ဒါမဲ့ကျွန်တော်ဂူပေါင်းအပေါ်ကြိုက်တယ် ဆိုဒီတဲ့နိုင်မယ်လို့ရုံကြည်ပါလားအောက်ကနေလှန်ကြီးပေးထားဖြစ်တဲ့အတွက်ပေါ့နော်အော်ဆိုဒီတဲ့ body နဲ့ကိုပေါင်းအပေါ်လေးကိုတွဲပြီးတော့ဆော့လေးချင်ပါတယ်အနောက်တစ်ပွဲက water နဲ့ union berlin အဲ level ကို35ပြားရှုံး water me premium ကပေးတယ်ကိုပေါင်းကြီး3လုံး40နိုင်ဒီပွဲကမနက်ကကျွန်တော်ကြီးတော့ကိုပေါင်းကြီး3လုံး60 90လောက်ပဲရှိတယ်အဲ body က level 80လောက်ရှိတယ်ဟွာက water premium ပေးရပေါ့နော်ဒါပေမဲ့လက်ရှိမှာတော့ကျလာပြီ body လည်းကျတယ်ကိုပေါင်းကြီးကိုပေါင်းကြီးကတော့ပြင်းလာတယ်ပေါ့နော် အော်တောက်ကြဂျာမန်ဂိုးပေါ်ပါပြီးခဲ့တဲ့တောက်ကြညာယူနီယံဘာလင်နဲ့မိုချန်ကိုကျွန်တော်ဂိုးပေါင်းအပေါ်ပြီးခဲ့တဲ့အဲတော့နှလုံးတရားရှုံလားမသိသုံးလုံးအပြည့်နိုင်ထင်တယ်နော်အိုက်ပွဲကကျွန်တော်ဂိုးပေါင်းပေါ်တိုင်ကြီးကိုတို့ဆော့ဖို့အကြံပေးခဲ့တဲ့ဒီဘယ်လိုအိုက်ပွဲကယူနီယံဘာလင်အိုက်ပွဲမှာဂိုးမပေါ်ခဲ့ဘူးဆိုရင်ဒီဒီဘက်တောက်ကြညာကိုဂိုးပေါ်ဆော့ဖို့ကျွန်တော်အကြံပေးခဲ့တယ်အော်ဒီဒီဘက်မှာလည်းဆက်ပေါ်မလားကျွန်တော်စောင့်ကြည့်ရမယ်အနေထားဖြစ်နေလက်ရှိမှာဟိုယူနီယံဘာလင်ရဲ့ဇယိုက်ကိုကြည့်မယ်ဆိုရင်လက်ရှိမှာသူကဘယ်လိုပြောမလဲဂိုးလေးရတယ်ဂိုးလေးပေးတယ်တောက်လျှောက်ပေါ့နော်ဟို ဘယ်လိုမှဂိုးပေါ်တွေများတယ်ပေါ့တူကန်ထိုင်းလီနေ့အဲဆာ sorry sorry ဒီဒီနေ့ရာဒီပေါ့နော်ဒီနေ့ရာဒီတူကန်ထိုင်းပွဲတွေကိုကျွန်တော်စောင့်ကြည့်မယ်ဆိုရင်ဂိုးပေးဂိုးယူကအရင်များနေမနစ်ကမနစ်ကလို့ဟိုးရှစ်တနစ်ကောက်ကျွန်တော် Union Berlin ကိုကြည့်လိုက်မယ်လို့ဂိုးအောက်ပဲ Union Berlin တို့စိတ်ပေါ်လီတို့လို့မြင်လိုက်တာဂိုးအောက်တွေပဲများပြီးဂိုးပေါင်းကြီးတွေလည်းနှုတ်တယ်နှလုံးအပြည့်ရှုံတောင်းလုံးအပြည့်နိုင်ဒီလိုလေးပဲပေါက်တာပေါ့နော်ဒါပေမဲ့ဒီနေ့ရာဒီမှာနည်းနည်းပုံစံပြောင်းသွားပြီစိတ်ပေါ်လီလည်းနည်းနည်းလေးဂိုးပေါင်းအပေါ်ကြီးတက်လာတယ် ယူနီယံဘာလင်နဲ့ဂူပေါင်းပေါ်လီတက်လာတွေ့ရအော်ဒီဘွဲမှာကျွန်တော်ကနောက်ကြကြမယ်ဖော်မြူလာကိုပဲဆက်ပြီးတော့ဂူပေါင်းပေါ်လီကိုကြိုက်တယ်ဝါတာအနေနဲ့ကြည့်မယ်ဆိုရင်လည်းဒါအင်ကွင်းမှာမဆိုးဘူးဂိုးလိုက်တွင်းနိုင်တယ်လီဗာပူးစီကိုသူတို့တယောက်ကျော်နဲ့ရှုံးနေရကနေတူတူတူဖြစ်အောင်လိုက်တွင်းနိုင်တယ်ဆိုတော့တူလဲဂိုးရတဲ့အသင်းပဲပေါ့နော်အော်နေတင်းစလုံးကရာကိုပေးကိုမြန်မာဆန်လန်ရှိရဲ့အနေထားဖြစ်နေတယ်အဲ့ဒီတစ်ချက်ကြောင့်ကျွန်တော်ဒီဘွဲကိုဂူပေါင်းပေါ်ကြိုက်တယ်အဲဘော်ဒီမှာကြတော့ ဘော်ဒီကြတော့ကျွန်တော်တေလောက်ကြမယ်ထင်တယ်1 1 2 2ဒီလိုမျိုးသွားမယ်ထင်တယ်ဘော်ဒီတော့ကျွန်တော်တိတ်မကြဘူးဝါတာကိုလည်းမယုံရဲဘူးပြီးတော့ယူနီယံဘာလင်ကိုကြတော့လည်းအဝေးဝင်းဖြစ်နေတယ်ကျွန်တော်မယုံရဲဘူးအော်ဘော်ဒီကြတော့ကျွန်တော်ဒီဘက်မှာတိတ်မကြဘူးဘော်ဒီကိုတော့လက်ဆောင်ကျင်တယ်အဲဆော့မဖြစ်မနေရွေးပေးပါဆိုတော့ဝါတာဘီမင်းနေနဲ့ နိုင်လောက်တဲ့ခြေတန်းတော့မဟုတ်ဘူးဒီခြေတန်းကအဲ့တော့တေလောက်သွားမယ်ဆိုတော့အဝေးကွင်းအသင်းဒီယူနီယံပါလင်မဲ့ကျွန်တော်ယူရမှာဝါဒါတကယ်လို့နိုင်မယ်ဆိုမနက်ကလူမျိုးပဲ level 80ရှုံးလောက်90ရှုံးလောက်ပေးနော်ဒါဒီနေ့မှာဝါဒါပီမင်ဘော်ဒီကျွန်တော်ယူလို့ရတယ်ပေါ့နော်အော်ဒီအနေထားကြောင့်ကျွန်တော်ဘော်ဒီကတိတ်တော့မကြိုက်ဘူးမဖြစ်မနေရွေးပေးဆိုရင်တော့ယူနီယံပါလင်အဝေးအသင်းကိုပဲကျွန်တော်ယူပါမယ်အဓိကကြိုက်တာကတော့ခူပေါင်းအပေါ်လေးဖြစ်ပါတယ်နော်အော်နောက်တစ်ပွဲက Paris နဲ့ Nantes Paris ကတလုံး35ပြားနိုင်ပေးနေတယ်ခူပေါင်းကျေး3လုံး55ပြားနိုင် အော်ဒီပွဲကဘယ်လိုပြောမလဲတန်တက်အတင်းဟာနေပါနန်တက်ကိုပြန်ပေးထားတာပေါ့နော်နည်းနည်းလေးတော့ထူးဆန်းနေဒါပေမဲ့နန်တက်ကလက်ရှိရလက်လေးဘယ်လိုနေကြည့်ရတာပေါ့နော်အဲလက်ရှိမှာတော့အဆင့်15ပယ်ရီကအဆင့်17ဆိုပယ်ရီကမစိုးဘူးဗျတန်တက်ထဲမှာဒီနေ့ဟိုခြေဆွာတယ်လို့ပြောလို့ရတယ်ပေါ့နော်နည်းနည်းလေးဂိုးတွေလည်းပွဲတိုင်းနေပါရတယ်73ဂိုးရထားတယ်15ဂိုးလည်းပြန်ပေးထားဂိုးလည်းရတယ်ဂိုးလည်းပေးတယ်ဆိုတဲ့အနေအထားမျိုးတော့တွေ့နေရတယ် နောက်တစ်ခုပါကြည့်ကြရှိမလဲဆိုပဲရီကနောက်လာမယ့်ဖစ်ရှာမှာဆိုကျွန်တော်လိုင်ယွန်မာလောင်းအဲလိုင်ယွန်ရဲ့ပြီးတော့မွန်နာကိုရဲ့ရန်နစ်လိုင်လီအော်ဇေအဲပဲရီအနေနဲ့နောက်လာမယ့်ပွဲစဉ်ရဲ့ကြက်တယ်ဗျလိုင်ယွန်အတင်းကြီးပါမယ်မွန်နာကိုပါမယ်ရန်နစ်ပါမယ်လိုင်လီပါမယ်အော်ဇေရောလူနည်းနည်းအိမ်ကွေးဆိုညှက်ကန်မယ်ဆိုနိုင်နိုင်ကြီးရှိရပါတော့အော်ပဲရီဒီနေ့အနိုင်ကန်လောက်တယ်ဗျနော်2-1နေပါဖြစ်သွားနိုင်တယ်ကျွန်တော်ဒီပွဲမှာ ကြီးလဲကြီးတောင်မှာဟိုတလုံး30နိုင်40နိုင်ဆိုပြင်းနေဗျာဒီပွဲကဟိုတန်းတက်တင်းကနေစီနီယာဒီပြင်းနေလီကူမှာကျင်လန်နေစီနီယာအတင်းကိုပေးတာဆိုတော့เนาะအော်ဒီပွဲကျွန်တော်ပဲရစ်ပဲကြိုက်တယ်အင်ရှင်ပဲရစ်ကြိုက်တယ်ပြီးတော့ဂိုးပေါင်းအပေါ်ပါထက်ကြိုက်တယ်တလုံး90နိုင်ဆိုတော့ဒါပေမဲ့တခုတော့ရှိရပြီးခဲ့တဲ့ဘက်တောက်ကြမှာက PSG နဲ့ Strapro က3-3ဖြစ်ထားလာမြင်เนาะ Strapro လာအော်လေးလာအပွဲ PSG 3-3ဖြစ်ထားဆိုတော့ ကိုဝေါ်မော်တက်တာဒီဒီဘက်ဂိုးပေါ်ပါမလားပြီးတော့ပြီးခဲ့တဲ့စနေတနင်္ဂနွေနှစ်ပတ်နှစ်ရက်စလုံးမှာပြင်တိပွဲကတပွဲပဲဂိုးအောက်တယ်ကျန်တဲ့ပွဲအကုန်ဂိုးပေါ်ဂိုးပေါ်ပေါ်တက်ထားတာဆိုတော့ဂိုးပေါ်ကနည်းနည်းအန်ဒီများတယ်ဗျဂိုးပေါ်ကတော့နော်ကြေးရဆိုတော့ဂိုးပေါ်ကိုလေးကြိုက်ရှင်စရာ2-1လို့လက်ဆက်မျိုးလာနိုင်တယ်ဒီဒီအပေါက်ကလေးနော် one blade ထားရတော့1 blade 35ဆိုတာကကျွန်တော်တို့ဒါတလုံး50နိုင်ဝင်ယူရနေ အခြေခံထားတယ်။ three plus 55ဆိုတော့လည်း၃လုံး50နိုင်တဲ့အခြေခံအဲ့တော့၃လုံး50နဲ့၃လုံး50နဲ့ကြီးတန်းနေ2 1တစ်ပေါက်လာတတ်တယ်။အဲဒီလိုမျိုးကြေးဖော်မြူလာရရှိသေးရပါဘူး။အဲ့တော့2-1ဖြစ်မယ်ဆိုတော့ဇုံပေါ်လေးပေါ့။အဲဇုံပေါ်လေးဆိုမှပြား90လီပဲရမှာ။အဲ့လိုမျိုးပုံစံတော့ဖြစ်သွားမယ်။အဲ့တော့ကြိုက်တယ်ဆိုတော့ပဲရီကျန်9ပေါ့ဆော့ပေါ့နော်။ကျွန်တော်ကတော့ပဲရီကိုအဓိကကြိုက်ရ9ပေါင်းပေါ်ကိုတော့အရင်အားမပေးခြင်းဘူး။ဘာလို့လဲပြီးခဲ့တဲ့တစ်ပတ်က ပြင်းလေးလူကဝမ်းအကုန်နီးပါးပွဲတွေဂိုးဂိုးပေါ်တက်ထားဆိုတော့နည်းနည်းလေးကြောက်လို့ပေါ့နော်ဂိုးအောက်တွေလာမှဆိုတော့ဒီဘက်ဒီဒီဘက်ကိုလေနော်အဲအကြောင်းလို့ဂိုးပေါင်းပေါ်တာတိတ်တော့မကြိုက်ဘူးဒါပေမဲ့ flow ရ formula ဒီ liquid flow ရကဆိုတော့2-1တပေါက်လာနိုင်တယ်အဲ့တော့ဂိုးပေါင်းအပေါ်လေးတော့ကောင်းတယ် liquid ရဆိုတော့နော်ကဲတော့ဒီနေ့တော့ဒီလောက်ပဲပေါ့နော်ငါးပွဲလေးရှိရနည်းနည်းလေးလေးဘယ်နှမိနစ်ရှိပါ16မိနစ်ရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့ ဒီနေ့တော့ member ဟိုကျွန်တော်နှစ်ကွက်သုံးကွက်လောက်နှစ်ကွက်လောက်ပဲပေးဖို့များဒီနေ့လဲကျွန်တော်ဟိုအမှားမခံခြင်းဘူးပေါ့နော်လာကုန်ကန်နီးပြီဖြစ်တဲ့အတွက်ဒါလက်ရှိ member ဝင်နေရောဒီနေ့မှလာဝင်တဲ့ member အတစ်တွေတော့ကောကျွန်တော်အနိုင်လေးနဲ့ပဲစကျင်နေအဲ့တော့ဟိုနည်းနည်းလေးစိတ်ဖြစ်တဲ့ပွဲကိုပဲကျွန်တော်ရွေးထုတ်ပေးမယ်တပွဲလေးကြိုက်ရအဲ့တပွဲလေးပေးမယ်ပေါ့နော်ဟိုကျွန်တော်စီစစ်လိုက်မယ်စီစစ်ပြီးတော့နှစ်ပွဲကြိုက်နှစ်ပွဲပေးမယ်ပေါ့နော်ဒါမနေ့ကဆိုလဲကျွန်တော်ယူပါဠိည ဟိုကြိုက်တာကြီးတော့အများကြီးပေါ့ဗျာတည့်မှာကြိုက်တာနင်းနှောင်းတော့မဘရန်လဲကျွန်တော်ကြိုက်ခဲ့တာပဲဆဲပက်လဲကြိုက်ခဲ့တာပဲပေါ်တူလဲကြိုက်ခဲ့တာပဲဘူမာလဲကြိုက်ခဲ့တယ်အကုန်ပြီးလို့မရဘူးလေဘာလို့ကြည့်လိုက်ဆဲပက်ကြွားရဲဘူမာကြွားရဲပေါ်တူကြွားရဲဘရန်အောင်နဲ့ဘိုလောနာကြိုက်တယ်ဘိုလောနာတော့ပြားလေးစားမယ်အဲ့လိုမျိုးလေးဆိုတော့အန်တင်များတယ်ပေါ့နော်အဲ့တော့အဓိကလေအိမ်ကွင်းလဲဖြစ်နေတယ်အမှတ်လဲဒါမဖြစ်မနေလိုအပ်နေတဲ့အတင်းတွေကိုကျွန်တော်ရွေးထုတ်လိုက်တဲ့အချိန်မှာဖီနူးနဲ့ဆက်တစ်ကိုသွားတွေ့တယ် အဲဆက်ဘက်ကိုလည်းတွေ့ရတယ်မှာဆက်ဘက်ကဩစတေးလျလီဖြစ်နေတယ်ကျွန်တော်အရင်ကြီးမကြိုက်လို့သူ့ရဲ့ကားလန်ဖောင်အရင်ကြီးမကြိုက်တာကျွန်တော်ဖြုတ်ချလိုက်ပြီးတော့နှစ်ကွက်တည်းပြေးလိုက်တယ်ဖီနူဘော်ဒီကိုဖီတစ်ပါချပေးရဂျန်တဲ့ဖီဖီနူနဲ့ဆက်တစ်ကိုမှန်မှန်ပေးရဆက်တစ်ပြား30 40လောက်ရှုံးနေဖီနူကပြေးရအဲ့လိုမျိုးလေးပေါ့နော်အဒီနေ့လဲဒါပွဲကြီးတော့ငါးပွဲတော့ရှိပြီမဲ့အာ AC ဆိုလဲဒါအတင်းကြီးဆိုတော့လူတွေကြိုက်ရှင်စရာပေါ့နော်ကြီးမကြည့်ပဲနဲ့ကြည့်မယ်ဆိုရင်ဒါလူတွေကြိုက်ရှင်တယ်ဒါပေမဲ့ကျွန်တော်အရင်ကြီးမကြိုက်ဒီပွဲကိုနော် အော်ဒီနေ့လဲကျွန်တော်နှစ်ကွက်နှစ်ကွက်မဖြစ်တော့တစ်ကွက်တော့အဲတစ်ကွက်တော့တေချာပေါက်ရှိရဲနှစ်ကွက်ဖြစ်မဖြစ်ကိုပဲစောင့်ကြည့်ရမယ်သုံးကွက်ထိတော့မလာတော့ဘူးဒီနေ့ကျွန်တော်ပွဲလဲနေအပေါ်မှာပြီးတော့ဘာမလို့ဖြစ်လာနိုင်ကြီးရှိရဲကြီးကြီးကြောင်းမလို့ရန်ကြီး ဒါအကြိုက်မတွေ့ဘူးပေါ့နော်စိတ်မဖြစ်တဲ့ဘယ်ကျွန်တော်မပေးကျင်ဘူးပြမလဖန်စနေနေ့လေးရောက်ပြီဆိုတော့မလဖန်ကြိုက်ပွဲတွေများယူတယ်မလဖန်တော့ကျွန်တော်၅ကွက်လောက်ထုတ်ပေးမယ်ပေါ့နော်အော်ဒီနေ့တော့ဒါ၂ကွက်တောင်မို့တစ်ကွက်လည်းဖြစ်လဲစိတ်မဆိုးနဲ့ဒါကျွန်တော်ရှေ့မှလည်း၃ရက်ဆက်ဒါအပေါင်းကြီးပြအောင်ကြိုးစားပေးခဲ့ပြီးပြီဆိုတော့ဒါမန်မာရီရဲ့နားလည်မယ်ထင်ပါတယ်ဖီးညိုကိုရဲ့နားလည်မယ်ထင်ပါတယ်နော် အော်ဒီနေ့တော့ကျွန်တော်လင်းရလာ wine spec ကိုလေးမထုတ်ပေးနိုင်ပါဘူးလို့ဆိုဒီနေ့နေ့လယ်ကနည်းနည်းလေးကျွန်တော်နှစ်နာရီနောက်ပိုင်းပေါ့နော်နှစ်နာရီနောက်ပိုင်းကျွန်တော်နည်းနည်းလေးအလုပ်ရှုပ်သွားတဲ့အတွက်ဒီပွဲကြီးရောအရင်တခြားစနေနဲ့တနင်္ဂနွေပွဲကြီးကျွန်တော်ကြီးချိန်မရအောင်မရတဲ့အတွက်ဒီ wine spec ကိုကတွဲလို့အဆင်မပြေတော့အခုမှတွဲလည်းမမီတော့ဘူးပေါ့နော်အော်ကျွန်တော်မလဖန်ကြမှာပဲစနေတနင်္ဂနွေတနင်္ဂနွေလည်း၃ရက်စာဆိုပြီးတော့ wine spec ဒါတွဲပေးမယ်ဒီနေ့တော့ဒါ wine spec တကုတ်တော့ပို့ပေးဒီနေ့ညမှာကံမဲ့ပွဲကြီးတည်တဲ့ပို့ပေးမယ်ပေါ့နော်အော်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်မလဖန် 3နာရီပေါ့နော်ကျွန်တော်စနေနေ့ဆိုရင်3နာရီလောက်ဗီဒီယိုတင်ပေးဖြစ်ပါတယ်အဲ3နာရီလောက်မှာကျွန်တော်တွေ့ပြန်လည်တွေ့ဆုံကြပါမယ်ပြီးလို့ရှိရင်ပွဲအစောရှိရပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒါတနအီလောက်လိုင်းချပြီးတော့ကျွန်တော်တို့ဒါပို့ပေးပါရနော်မမပွဲကြီးပို့ပေးပါရအဲ့တော့မရဖန်ကြရင်မမညီကိုရောဖီးညီကိုရောဒါနိုတီတီဝင်ပြီးတော့စောင့်နေပေးပါအော်ကျော်အနိုင်လေးဆက်ပြီးတော့ထင်းကျင်ပါရနော်မရဖန်မှာအားလုံးပြန်လည်တွေ့ဆုံကြပါမယ်အဲ့တော့မမဝင်းညီကိုရှိရင်ဒါဘိုင်ဘာမှာဘိုင်ဘာ channel ဒီ Telegram channel ပြီးရင် Viber Viber ဖုန်းနံပါတ် Telegram account ဒီလိုဟာလေးတွေကျွန်တော် comment မှာ man ပေးထားပါတယ်အဲ description မှာကျွန်တော်ထည့်ပေးထားပါတယ်အဲ distance ဆက်တွေ့လို့ရပါတယ်เนาะကဲအဲ့တော့အားလုံးအဆုံးကြီးပြေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ညချမ်းဖြစ်ကြပါစေအားလုံး good night ပါအားလုံး good luck ပါခင်ဗျာ